December ဒီရက်တနေ့လာနေ့အာယုစုတော်ကြီးအစီအစဉ်စပြုဖို့ပဏ္ဏမကျန်တော်တစ်ပတ်ကိုအပ်ပေးပါမယ်။ဟေရှာယအနဂတိကျမ်းအခန်းကြီး9ကိုအငည်တစ်ပတ်ဖြစ်ပါတယ်။ဟေရှာယအနဂတိကျမ်းအခန်းကြီး9အငည်6ဖြစ်ပါတယ်။အကြောင်းကငါတို့ဖို့သူငယ်ကိုဖွားမိ၏။ ငါတို့အားသံဃာကိုတနာတော်မူ၏ထို့သူသည်အုတ်ဆိုခြင်းအာနာဇက်ရှိလိမ့်မည်နာမတော်မူကားအောဘွေတိုင်မြင်ပဲတကူကြီးတော်ဖျားသခင်ထောက်ရအဖညင်တခြင်းအရှိဟုခေါ်တမှုခြင်းကိုခံတော်မူလိမ့်မည်ဆုတောင်းကြပါစို့ကောင်းငင်ဘုံ၌ရှိတော်မူသောဖမျက်စောသောဖျားခင် ဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီဇင်ဘာလ၁ရက်နေ့သို့ရောက်လာပြီးတော့ကျွန်တော်တို့ဒီကျေးဇူးတော်အားဖြင့်ယနေ့တည်းအောင်ပြီးတော့ဒီချမ်းသာရမယ့်အကြောင်းသဘောချင်းတူပြီးတော့ဆုတောင်းပေးရတော့အခွင့်ကိုပေးသလိုယခုတနေ့အစီအစဉ်မှာလည်းကျွန်တော်အားလုံးကိုတန်ရှင်းတော်ဝိညာဉ်တော်သည်လမ်းပြတုံတင်းကောင်းကြီးပြပါမြေကြောင်းမနေ့ရက်နေ့နံကာလမပြောင်းမလဲအသက်ရှင်နေမှုတော့ ကျွန်ုပ်တို့ရဲ့ကေတိမန်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယုံကြည်စွာကြည်စွာပေါင်းကိုချီးမွမ်းလက်ဤနေ့တဲ့အစီအစဉ်ကိုအရှင်ဘုရားလက်တော်ထဲသို့ကျွန်ုပ်တို့အားလုံးသဘောချင်းတူလျက်ဆုတောင်းဆက်ကအနန္တကြပါရပါဘုရားအာမင်ဓမ္မတိရှိအမတ်82ယေရှုကြွားလာတော်မူဒီတိရှိကတော့ဒီစမှာအကျိုးရင်းနေတယ်ဗောနောလောကသားတွေအားလုံးဝမ်းမြောက်ဖို့ ဖျားကြွလာမဲ့လမ်းမြတ်ဖြစ်ပါတယ်။မြည်ကြည့်ပြင်းလို့ဝမ်းမြတ်ဖို့လူသားတွေဝမ်းမြတ်ဖို့အဲ့ဒီပြီးနောက်တော့အပြစ်ဒုက္ခတွေမလာဘဲနဲ့စူးမင်းလည်းမညှိဘူး။ဖျားရဲ့မေတ္တာဘုန်းကူနဲ့ကျွန်တော်လူသားတွေဖျားရဲ့မေတ္တာညီသက်ချင်းဝမ်းမြောက်ချင်းကောင်းကြီးမင်္ဂလာကိုခံစားရဖို့ဒီတလားလုံးအတွက်မေတ္တာပို့တဲ့သဘောနဲ့ဝမ်းမြောက်စွာတူတူပါချီးမွမ်းပြုစုကြပါစို့။ 重要。 စေလို့ဖြားနေပါတယ်။ကျွန်ဒီဗန်နီစီးရင်ခရစ်စတစ်တချင်းနေဆုံရပြီ။စီးဆိုင်ကြီးတွေစူပါမားကတ်တွေမှာဆိုလို့ရှိရင်လည်း decoration တွေမြို့ပြီးလုပ်ပြီးတော့ကလေးတွေကစိတ်ဝင်စားကြတယ်။ဒီကဘာလုံးကဘာသာပေါင်းစုံခရစ်စတရောက်လာရင်စိတ်ဝင်စားကြတယ်။အာရဗ်နိုင်ငံတွေမှာလည်းဒီလိုပွဲတွေ decoration လုပ်ပြီးတော့ကျူဆူကြတယ် ။ဘာကြောင့်လဲ။လူသားတွေအတွက်ညီတဲ့ချင်းဝမ်းမြောက်ချင်းမေတ္တာတော့အရှင်ကြွလာတဲ့အချိန်ခါသမယဖြစ်ပါလေ။လူသားအနေနဲ့သူငယ်ကဲတို့ဘာမီးပြီးတော့ဖျားသခင်ဘက်ကကြည့်ရင်တပါးတည်းသားတော်သူ့တားလိုက်ကိုကျွန်တော်ပေးတယ်စွန့်နေတဲ့။ဒါကြောင့်သူငယ်တော်ယေရှုလို့ ဒီလိုတချို့ကခေါ်ကြပါတယ်အဲ့ဒီကြွလာမဲ့အရှိကသူ့ရဲ့ဘွဲ့ကတော့အုပ်စုရင်းအာဏာရရှိပဲတဲ့လူသားတွေရဲ့နှလုံးသားထဲမှာမေတ္တာနဲ့အုပ်စုတဲ့အာဏာဆက်ဟိုအာဏာနဲ့အစိုးရပြုတာအတင်းညက်လို့တော့မဟုတ်ဘူးမေတ္တာနဲ့နှလုံးသားတွေကိုအုပ်စုနဲ့နှလုံးသားတွေထဲမှာမေတ္တာနိုင်ငံတော်တည်ထောင်မဲ့အရှိဖြစ်တယ် သူ့ရဲ့နာမကအဘောဝင်သူမြစ်တာအဘောဝင်ပဲဖြတ်မှတ်တယ်လူတဲ့အသေးခံမဲ့လို့ရှားပါတယ်သူတော်ကောင်းတွေရှိကြမှာရှိမယ်နေသားတွေရပဲမင်းနေအရာရှိလူတွေအတွက်အသေးခံပေးရတယ်ဒီနေ့ဒီဖခင်ကတော့အဘောစေကောင်းတာလူသားတွေကိုချစ်တော့ရောက်လူသားတွေအားလုံးအတွက်လူသားတွေကိုခံယူပြီးအသေးခံနေတဲ့အောင်ကဲမမေဖရာဖြစ်နေ တိုင်ပင်ပဲသူ့ကိုတိုင်ပင်လို့ရတယ်ဘဝရဲ့အတ္တဓာတ်လျှောက်လုံးမှာအင်းတို့ရေးစီဘဝရေးလူမှုရေးပညာရေးအမျိုးမျိုးသူ့ကိုတိုင်ပင်လို့ရတယ်အဲ့တိုင်ပင်တဲ့အခါမှာတော့တကူကြီးရဲ့ဘုရားကြီးကုညီမဆာနေတယ်ဒါဘုရားကသူကောင်းမြတ်တဲ့အကြောင်းကိုမြည်ဆမ်းပြီးတိမပန်းကျောင်းတခုလုံးမှာဖះကောက်ရတဲ့အကြောင်းတွေတွေ့ရပဲအယံမခိုင်မီးစားရေ ဘုရားကိုခေါ်စမ်းကြည့်ပါအခက်ခဲရှိတဲ့အခါမှာအဘိုးဝယ်တိုင်းမြင်ပဲအဲ့ဒီအပြင်လောကမှာကျွန်တော်မိခင်ဖတ်ခင်များအခုဆိုကျွန်တော်မိခင်ဖတ်ခင်မရှိတော့ဘူးဒါပေမဲ့ဒီဘုရားကကျွန်တော်ထာဝရအဖမုဆုမများရဲ့အဖေလည်းဖြစ်တယ်မိဘမဲ့မရှိတဲ့လူတွေရဲ့အဖေလည်းဖြစ်တယ်ထာဝရဒီလောကကြီးထွက်သွားရင်လည်းကောင်းကင်ဘုံမှာသူထာဝရဘုရားရဲ့ရင်ခွင်တော်ဝင်ရအောင်မယ်ထာဝရအဖတ် ane pii kaunga nying te chen ya shi. Loka ji tenpa ni ye wun waka, miu miu to luwa ata diya ma ni ya pime, ambu diya tu ya ma, ane tenpa le nying te mu pii wa ya ma. Peace wala ni ngana wa, Prince of Peace, nying te chen ya, mi, minda, nying chan ya minda, ane shi ya, osu je awa. Loka ji တတိယဘေ့စ်ပေါ်တော့တကယ်ငင်းချင်းချမ်းသာတဲ့အသက်ရှင်ဝင်ရမယ်။ဒါအဲ့လိုအသက်ရှင်ရတဲ့အခါမှာလောကကြီးကိုပြန်ကြည့်ရင်တော့အခုကျွန်တော်အခြေအနေတွေပြန်ပြီးသုံးသပ်ကြည့်ရင်မတရားမှုများကြုံတွေ့နေရမှာပါလိမ့်မယ်။လူတွေကမတရားခံစားနေရတယ်ရှိပါလိမ့်မယ်။တခင်ရှုလောကကြီးကြွလာတဲ့အခါမှာရှင်မတဲ့ခရုရဲ့ခဏကြီးလေး အငယ်73မှာကြည့်ရင်ယောဟန်ဒီထောင်ထဲသို့ရောက်ကြောင်းကိုယေရှုသည်ကြားလျင်ဂလိလိပြည်သို့ကြွားလာမူ၏တကယ်ဖြတ်မှားပြီးတော့သူပြားရည်နဲ့နော်တခါတက်နေရှင်နေတဲ့ဘုရားရဲ့ပရောဖက်မတရားဖောက်တဲ့ထောင်ထဲချလိုက်တယ်ထောင်ထဲမှာရောက်နေတယ်သူဟောတာလူတို့ကနောက်တော့ရရမယ်နောက်တော့နေထိုက်တယ်နဲ့ကြုံကြည့်ရမယ်ဘုရားရှင်ကပြောင်းလဲရမယ် နောင်တမရရင်ပစင်ထားတယ်တဲ့အခုခုပြီးမီးရှုပ်လိုက်မယ်အဲ့ဒီလိုသူပြောတဲ့အခါမှာတချို့ကနောင်တရရတယ်ယောမစစ်သားတွေနောင်တရတယ်ရေရွတ်လူတွေနောင်တရတယ်အခွန်ခံတွေနောင်တရဘူးလို့ဘာလို့ပါမလဲသူပြောတဲ့လက်လျှောက်ကြတယ်ဒါပေမဲ့ဘာသာရေးကောင်းတဲ့တချို့ကမနာလို့ဖြစ်ပြီးတော့သူ့ကိုအမြင်မျိုးပုံမှန်ဒီလိုပြတော့ထောက်နေချက်ထဲထားတယ် ဂလိလိပြည်ကိုထွက်သွား၍နာဆင်မြို့ကိုဆွန့်သွားလေတခင်ရှိဝေဖွာရာနာဆင်မြို့ကိုဆွန့်ပြီးတော့မှဇာဘုလုခေနာတလိခေစัจကြတွင်အိုင်နှစ်ဆတ်တော်နိဆတ်တော်ကပိရဏမြို့သို့ရောက်၍နေတော်မူ၏ကပိရဏမြို့ကိုခရစ်တော်ကြောသွားတယ်ဘာကြောင့်လွတ်သွားတယ်လဲဒီအကြောင်းရာကပရောဖက်ဟေရှာယဤနှုတ်ထွက်ပြည့်စုံပြီးအကြောင်းဒီပရောဖက်ဟေရှာကကြိုတင်ပြီးတော့ပြောခဲ့တယ်နော် နှုတ်ထွက်အချက်ဟူကားဇာဘုလခရင်နှင့်နာတလိခရင်ဆက်ဤဟူသောအိနာလျှောက်သောလမ်းယော်ဒန်မြစ်တစ်ဖက်တဘာမျိုးသားနေရာဂါလိလဲပြည်မှမိတ်ထင်မှရှိနေသောလူများတို့သည်ကြီးစွာသောအလင်းကိုမြင်ရ၍တင်မင်းဤနိုင်ငံအရေးတွင်ရှိသောသူတို့သည်သူတို့၌အလင်းပေါ်ထွန်းလျက်ရှိသည်ဟုဆိုဟောတည်းလူတွေကကြီးစွာသောအလင်းကိုမြင်ရတယ်။တခင်ရှိသောငါသည်လောကရဲ့အလင်းဖြစ်တယ်လို့ပြောပါတယ်။ ဒါလောကရဲ့အလင်းကြွလာပြီသာဒမနတ်ဒီဒီလောကကိုဆွေးရတော့ကြောင့်လူရဲ့ညံမျက်စိကို꿰အောင်လုပ်ထားတယ်ဘယ်လို꿰အောင်လုပ်တယ်လဲဆိုရင်တခင်ရှုဣဝင်ရတရားတခင်ရှုရဲ့ဘုံတော်နဲ့ပြည့်စုံတဲ့ဣဝင်ရတရားကိုမြင်ဖို့အဲ့ဒါကိုမြင်ဖို့မျက်မျက်စိဖွင့်ပေးမယ်အဲ့ဒီပြင်တီဘေးကိုကြောက်ပြီးတသက်လုံးကြောက်ခံနေလို့ကေတင်ဖို့လူရဲ့တရားမှကြောက်ဆုံးဖြစ်တယ် တချို့လူမိုက်တွေကမွေးတလက်တေးတနေ့လို့ပြောတာနော်မွေးတနေ့တရမှာပဲမမိတ်မွေးဓမိတ်တေးရေဘယ်ရောက်မလဲဆိုတော့တိချစဉ်းစားရင်လူကကြောက်လာတယ်ဒါကြောင့်တခင်ရှုကသူ့ကိုယုံကြည်လူကတေးဘေးကိုကြောက်ပြီးတသက်လုံးကြုံခံရတဲ့လူတွေကိုကဲဒီမို့ကြောက်လာခဲ့တယ်အဲ့ဒီအပြင်သူကမဆာ၍ယေရှုကနောင်တရကြလို့အရေးကြီးတာကကိုမှားနေရင်နောင်တရဖို့ တချို့ကပန်းမှန်းသိတယ်မပြင်ကြဘူးမာရင်ပြင်လိုက်ပါကောင်းကင်နိုင်ငံတော်ဒီဒီလူနီဘီဟုတော့တရားကိုဟောစာပြုတယ်ဒါဒီနေ့လောကကြီးကိုပြန်ကြည့်ရင်စာတန်ဒီလူရဲ့ဉာဏ်မျက်စိကိုကိုယ်စီပြီးတော့ခရစ်တော်ရဲ့အေးဝင်တရားကဝမ်းမြောက်စရာတည်ရင်ကောင်းကျိုးချရာတည်ရင်ကိုမရမနဲ့ဉာဏ်မျက်စိကိုယ်အောင်လောက်ဆောင်နေတာတွေ့ရတယ် ဲ့ဒီလိုအချင်းတွေကလူသားတွေကိုဆက်ပြီးတော့နောက်နောက်အပြစ်ဒုက္ခကိုမခံစားရဘူးဒုက္ခမပွားပဲနဲ့လူတွေအတွက်စုခလုံမဖြစ်စေဖို့ခရစ်တော်ကြောလာတာဖြစ်တယ်ခရစ်တော်ကအုပ်စုရင်အာနာစက်ရှိတဲ့အခါမှာဘာဘလို့အုပ်စုရင်အာနာစက်လဲဘယင်းဆိုတာဆိုတာမင်းဆိုတာကြံ့ကြရဆိုရင် အချီနီဟိုကဲဓာတ်ဆောင်တာမဟုတ်ဘူးတဲ့ပြင်းပြောင်းဖောက်ဖြစ်တဲ့လူတွေကိုအပြစ်ဒဏ်ပေးဖို့ဆုံးလာဖို့ကောင်းတဲ့လူတွေကိုကာကွယ်ပေးဖို့တုတ်တန်ဆရာကတုတ်တန်ကျမ်းခရင်30အငယ်24မှာဒီနှစ်ခုကို ပြောပြထားပါတယ်မတရားသောသူကြောက်တတ်သောအမှုတွေသူ့ဘော်သူရောက်နေမယ်မတရားတဲ့လူတွေကြောက်တတ်တယ်လိုက်သူမရှိရပြင်းနေတယ် နောင်တမရရင်အဲ့အမှုသူ့ဘောရောက်လိမ့်မယ်စိုက်တဲ့အတိုင်းသူရိပ်ရလိမ့်မယ်တမချမ်းသာပြောတယ်စိုက်တဲ့အတိုင်းရိပ်ရမယ်တံပေါ်မှာဆက်ဆိုင်မြေပြင်မှာဆက်ဆိုင်ကျိုင်းနေမှာဆက်ဆိုင်ဘာအတိစိုက်လဲစိုက်တာရိပ်ရမယ်ဒုစိုက်မိုက်မင်းမယ်မတရားမှုပြည့်ရင်ဘုရားရှင်စီရင်ကျင်းလာလိမ့်မယ်ဘုရားရှင်ဥဆူရင်အာနာစေရှိတဲ့ဘုရားဖြစ်တယ်ဖြတ်မှတ်တော်သူတောင်းတာတဲ့အကျိုးကဖြောင်းကြီးပြီးတော့မီဖြတ်မှတ်ခြင်းကြောင့်ဆံငတ်ခင်မှုတော်သူတွေမင်္ဂလာရှိတယ်ဒါကြောင့် လောကသားတွေဝမ်းမြောက်ဖို့ကြွလာတဲ့အရှင်ဒီအုပ်စုတဲ့အာနာစက်မှာနော်အုပ်စုတဲ့မင်းတွေမှာမတရားတဲ့လူတွေလူဆိုးတွေရဇုသားတွေအပြစ်ပေးဖို့အစိုးရမင်းဆိုတော့ပြန်ရင်ခံထားတယ်အလားတူဖြောက်မှတ်တဲ့လူတွေကိုမတရားလူတွေမလုပ်ဖို့ကာကွယ်ပေးတယ်ချိမြောက်ပေးတယ်ဒီနေ့အခုလိုအုပ်စုရင်အာနာစက်ရှိတဲ့အရှင်ကြွလာတဲ့အခါမှာ အဲ့ဒီအဖြစ်တန်ကိုမခံရဘူး။နောင်တရကြလို့ဆိုတရားကိုစာဟောတယ်။ဘုရားသခင်ကလူစုတွေကိုသူတို့အပြစ်ကြောင့်တည်ကြည်ပြစီရမလို့ချင်ဘူးတဲ့မဖြစ်စီချင်ဘူးတဲ့။လူစုတွေရဲ့နောင်တရပြီးတော့ပြောင်းလဲလာဖို့ပြောင်းရင်အလိုတော်ရှိတယ်။သူကဲတော့ဒီဇင်ဘာတည့်ရနေ့မှာစာပြီးတော့ဘုရားတက်တာတစ်ခုလုံးခရစ်တော်ပြည့်နောင်တရကြရင်ခေါင်းကြီးမင်္ဂလာဖြစ်မယ်။ ထိုကဲ့သို့သောမင်္ဂလာရရှိခြင်းအပြင်ကျွန်တော်မိသားစုကျွန်တော်အသင်းတော်ကျွန်နိုင်ငံကြီးမှာနောက်နောက်အပြစ်ဒုက္ခမပွားဖို့စူးပင်နဲ့နောက်ရှက်ခြင်းကင်းပြီးတော့အမင်္ဂလာနဲ့မင်္ဂလာဖြစ်ဖို့ရန်ကျွန်တော်ဒီမေတ္တာပို့လေကျေးဇူးတော်ချီးမွမ်းလေအာမချေဆင်းမပြပဲပြီးတော့ကြီးချမ်းသာရမယ်ကြောင့်ဆက်လက်ပြီးတော့ဆုတောင်းကြပါစို့ခဏိအတွက်မြန်မာနိုင်ငံ ခရက်ကဲမောင်းစုစုတောင်းရကော်မတီရဲ့စုတောင်းခြင်းတစ်ချက်ကတော့2025ခုနှစ်နောက်ဆုံးလတိုင်အောင်ဒီဇင်ဘာကနောက်ဆုံးလပါတော့အသက်ရှင်ပြီးတော့ကျွန်တော်ဝင်ရောက်ခရလို့ကျေးဇူးတော်ချီးမောင်းမှုဖြစ်ပါတယ်အလဝင်ရောက်ခွင့်ရပြီးတော့ဘုရားပြင်အမှုတော်မြတ်မှာလဲကြာရကဏ္ဍမှာပါဝေးရသောကြောင့်ကျေးဇူးတော်ချီးမောင်းမှုဖြစ်ပါတယ် 比如你前段时间米收两斤阿片的来讲，百六斤阿片的来讲，好标斤阿片的来讲，低收斤阿片的来讲，起码看过几阿片的来讲，阿没有，别人不晓得，晓得一部个商业的商业的格么好，毕竟比阿一部个商业的格多，虽然说比，比伢多亏过就伢多交，结束了全冇批发的，就是慢慢变，每年是慢慢 စစ်တောင်းပြီးမှဖြစ်ပါတယ်။ဒီစမတရားချင်းမှာစာပြီးတော့ဒီမွနေ့ရှင်နဲ့အားလုံးအတွက်တတိယစစ်တောင်းပြီးဖို့ဒီစမလာမှာမိမိရဲ့ဘင်္ဂလာရက်မြက်ကိုပြီးနေစနီးမောင်နဲ့တွေ့လေတတိယစစ်တောင်းပြီးမှဖြစ်ပါတယ်။အတူတူကစစ်တောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားရှင်2025ရဲ့နောက်ဆုံးသောလတိုင်အောင် ကျွန်တော်တို့အသက်ရှင်ပြီးတော့ဝင်ရတော့အခွင့်အာမကဘုရားရှင်အမှုတော်မြတ်မှာကြာရကဏ္ဍမှာပါဝင်ွေးရတော့ကြောင်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဗျာဒီဇင်ဘာလအတွင်းမွေးနေ့ရှင်များအတွက်တလကောင်းမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံများအတွက်တလကောင်းမေတ္တာပို့ဆီတောင်းပေးပါတယ်ဒီတလအတွင်းမှာကိုရောဖွင့်ပြီးတဲ့လမ်းအတိုင်းကိုရောရှင်မေတ္တာအဖြစ်လွတ်ချင်း ကိုရဲလူသားတွေကိုချစ်ချင်းအကြောင်းတွေကို ဝေငှနိုင်ဖို့နှုတ်အားဖြင့်၎င်းလက်တွေ့အားဖြင့်၎င်းစုတောင်းခြင်းအားဖြင့်၎င်းအမျိုးမျိုးကိုတော့ဖွင့်ပေးတဲ့အတိုင်းပဲဆောင်ရွက်နိုင်ဖို့ကိုတော့ကောင်းကြီးပေးတယ်မို့ပါတနည်းအားလုံးအတွက်ကျေးဇူးတော်ကိုချီးမွမ်းဖို့ချီးမွမ်းရင်းနဲ့လည်းကိုတော့ဖွင့်တဲ့အရာတွေညာမျက်စိတွေမြင်တတ်ဖို့ကောင်းကြီးပေးပါမည်အကြောင်းကျွန်တော်တို့ဒီအတူတူကသဘောချင်းတူပြီးစိတ်တောင်းတဲ့အခါမှာ အရှင်ဘုရားသခင်ကိုယ်တိုင်ကျွန်တော်အတင်ပေးခဲ့တဲ့ပဌာနာတော်အတိုင်းသဘောချင်းတူလေအတူတကွဆုတောင်းမေတ္တာပူဇော်မိမှာကောင်းမြင်ဘုံ၌ရှိတော်မူသောကျွန်တော်ရဲ့ဖာကိုတော်ဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းမြင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော် တဲ့မွေးလို့တော့စာကိုကျွန်တော်တို့အားယနေ့ပိတနာတမှုပါဒီတစ်ပါးဒီကျွန်တော်တို့ကိုပြမသပြများကိုကျွန်တော်တို့ဒီလွတ်တကယ်ဆိုကျွန်တော်တို့အပြစ်များကိုလွတ်တမှုပါအပြစ်သွေးဆောင်ရသူမလဲမပါစီပဲမကောင်းသူမြတ်မလဲကဲနှုတ်တမှုပါစုပိုင်သောအခွင့်နှင့်ဘုန်းကူအာနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက် ဒီဇင်ဘာတလအလုံးမှာ2025ခုနှစ်ရဲ့နောက်ဆုံးလပထမနေ့တည်းအောင်ကောင်းကျိုးလုံးစုံပေးတဲ့ဘုရားသခင်ရဲ့ဂုဏ်ကြီးစွာကိုဒီဘဝချီးမွမ်းဖို့ဒီသခင်လေးကိုတောင်းပန်ပေးရှိပါလေအတူတူဝချီးမွမ်းတည်ဆောက်ကြပါစို့ ်ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ကုရမွေးဖွာရာရက်မြတ်လထဲမှာကျွန်တော်တို့ဒီဘာလုပ်ပဲလဲလို့လူအမှုကိုဆောင်ရွက်တကယ်လို့မဟုတ်သခင်ဘုရားအမှုတို့ကိုဆောင်ရွက်တကယ်လို့စေတနာအပြည့်အဝနဲ့လှုပ်ဆောင်ခြင်းအပြင်နေ့တိုင်းနေ့တိုင်းကျွန်တော်တို့ဆက်ဆိုင်သောသူများထိတွေ့သောသူများကျွန်တော်ရဲ့အသင်းတော်ကျွန်တော်အဖွဲ့အစည်းကျွန်တော်နိုင်ငံကြီးအတွက်မင်္ဂလာပေါင်းနဲ့ပြည့်စုံစေဖို့ရန် ထရဖျားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးဆောင်မကြည့်ရှိပါစေတော့ကျွန်တော်တို့ပုံမှန်ကိုရီးယားရွှေမျက်နှာလေးနဲ့ကိုလွတ်လဲကျွန်တော်တို့အားဂယုဏကျေးဇူးပြုတော်ပါစေတော့ကျွန်တော်တို့ကိုမျှော်ကြည့်၍ချမ်းသာပြုတော်ပါစေတော့ခမည်းတော်ဘုရားသခင်ရဲ့မေတ္တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့မိသားပွဲခြင်းကျေးဇူးအပေါင်းတို့သည်ကျွန်တော်ကျမအတိအကျပေါ်နဲ့၎င်းအမိမြန်မာနိုင်ငံကြီးပေါ်တဲ့၎င်း ယခုမှစ၍ကာလအစီမြတ်တရောက်သည်ရှိဒီနေပါစေတည်းအာမင်အာမင်